နယ်ဒိုရဲ့အသက်30နောက်ပိုင်းမှတန်းကဘီလီဒေါ်ဂျီကလိုဇင်းတို့ထက်ပိုကောင်းလွန်နေတယ်။ပရိသတ်များလုံးပဲမိလာများတနအိုင်ဘတ်ကွန်ရှီကောအွန်လိုင်းအချင်းကနေပြန်လည်ချိုးလိုက်ပါရင်စေဂျီရနယ်ဒိုရဲ့အသက်30နောက်ပိုင်းတွင်းကုန်းမှတန်းကတချို့သောကနဝေးတိုက်စစ်မိုးတွေရဲ့တဘွာလုံးစာမှတ်တမ်းထက်ကိုပိုကောင်းလွန်နေပါရင်တခြားသောကစားသမားတွေအသက်30နောက်ပိုင်းရောက်လာရင်ထိတ်တန့်အဆင့်ကနေလွင့်ဆင်သွားပေမဲ့ရနယ်ဒိုကတော့ရနယ်ဒိုပဲလို့ဆိုရမှာပါ။သူအသက်30နောက်ပိုင်းမှာမှကျန်းရန်လွန်းတာပါ။ ရနေတော့အသက်30ပြည့်ခင်မှာပေါ်တူဂီနိုင်ငံရွေးစဉ်အသင်းအတွက်ပွဲပေါင်း118ပွဲကစားပေးနိုင်ခဲ့ပြီး52ဂိုးသွင်းယူပေးထားနိုင်ခဲ့တာပါဒါပေမဲ့အသက်30ပြည့်ပြီးနောက်ပိုင်းမှာတော့ရနေတော့စုစုပေါင်း100ပွဲအထိကစားပေးခဲ့ပြီးသွင်းဂိုးပေါင်း84ဂိုးအထိသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်ဒါကိုကြည်ချင်းအဖြစ်ရနေတော့ဟာအသက်30မတိုင်ခင်ကထက်အသက်30ပြည့်ပြီးနောက်မှာပိုကျန်းတာကိုမြင်နိုင်မှာပါဒါနဲ့မကသေးပဲသူ့ရဲ့အသက်30နောက်ပိုင်းလေရွေးစဉ်သွင်းဂိုးသီးသန်းကတချို့သောဘောလုံးကနေဝင်ကစားသမားဘဝတစ်လျှောက်လုံးသွင်းယူထားတဲ့လေရွေးစဉ်သွင်းဂိုးထက်တောင်ပိုများနေတာဖြစ်ပါတယ် နေမာဘရာဇီးဘောလုံးလေယွင်းစဉ်တမိုင်းရင်သွင်းကိုအများဆုံးကစားမဖြစ်ပါရင်သူရင်ဆူဆူအောင်လေယွင်းစဉ်သွင်းကိုက89ကိုပါရနယ်ဒိုရဲ့အသက်30နောက်ပိုင်းလေယွင်းစဉ်သွင်းကိုက84ကိုဖြစ်ပါရင်ကလိုဆေးကဂျာမနီအတွက်82ကိုဟယ်ရီကိန်းကအင်္ဂလန်အတွက်90ကိုလူဝိဆွာရဲကဥရုဂွေးအတွက်69ကိုဒရော့ဘာကအိုင်ဗရီကော့စ်အတွက်65ကိုအီဘရာမိုဗစ်ကစင်နေအတွက်62ကိုသွင်းယူပေးထားနိုင်ခဲ့တာပါဒီကစားမတွေအားလုံးဟာသက်ဆိုင်ရာလေယွင်းစဉ်တမိုင်းရင်သွင်းကိုအများဆုံးကစားမတွေဖြစ်ပါရင် သူတို့ရဲ့တဘွားစာအသွင်းကိုအတွက်ရနယ်ဒိုရဲ့အသက်30နောက်ပိုင်းအသွင်းကိုကပိုများနေတာဖြစ်ပါတယ်ရနယ်ဒိုကလည်းရှေ့အချိန်ထိလက်ရွေးစင်အတွက်136ဂိုးအသွင်း38ဂိုးဖန်တီးပေးထားနိုင်ခဲ့တာဖြစ်ပါတယ်ရနယ်ဒိုအနေနဲ့2026ကမ္ဘာပလားပြိုင်ပွဲကိုဝင်ရောက်ကစားဖို့စိတ်အားထက်သန်နေပြီးသူရဲ့ကစားမဘွားတခုတည်းသောလိုအပ်ချက်ဖြစ်တဲ့ကမ္ဘာပလားချန်ပီယံဆုကြီးကိုကင်မြောက်နိုင်မလားစောင့်ကြည့်ရမှာပါရနယ်ဒိုကအသက်30ပြည့်ခင်မှာပေါ်တူဂီလက်ရွေးစင် Sporting Lisbon, Man United, Real Madrid အသင်းတို့အတွက်စုစုပေါင်း463ဂိုးအသွင်းယူထားနိုင်တာပါ အသက်30ပြည့်ပြီးနောက်ပိုင်းမှာရနေတော်ပေါ်တူဂီလယ်ရွေးစင်မန်ယူနိုက်တက်ရီယယ်မက်ဒရစ်ဂျူဗင်နက် NSR အသင်းတို့အတွက်466ကိုအသွင်းယူပေးထားနိုင်ခဲ့တာဖြစ်ပါရင်ရနေတော်အသက်30ပြည့်တိုင်းမှာချန်ပီယံလိဂ်ဖွင့်ကြိမ်အမှတ်ပေးဖလား3ကြိမ်ဘော်လုံဒီယားစု2ကြိမ်တို့ကိုပဲရယူထားပါရင်အသက်30နောက်ပိုင်းမှာတော့နောက်ထပ်ချန်ပီယံလိဂ်3ကြိမ်အမှတ်ပေးဖလား3ကြိမ်နဲ့ဘော်လုံဒီယားစု3ကြိမ်တို့ကိုထပ်မံရရှိခဲ့တာဖြစ်ပါရင်ဒါကြီးကတော့ကျန်းလို့ပါရင်အသက်30နောက်ပိုင်းကစားမဘွားအမှတ်တမ်းကအသက်30ပြည့်တိုင်းကစားမဘွားအမှတ်တမ်းထက်ကိုပိုကောင်းနေတယ်ဆိုတော့ရနေတော်မော်လို့လုံးပြနိုင်တဲ့ကိစ္စမျိုးပါ ဒီလိုမျိုးလုံပြနိုင်မှုဆိုတာတခြားသောကစားသမားတွေအတွက်ဖြစ်နိုင်ခြေနေပါလုံးလာပါတယ်။ဒါဟာရန်ဒိုမော်လို့လုံပြနိုင်တာလို့ဆိုပတာတန်ရဖြစ်စရာတော့မလိုပါဘူး။ရနေတော့သူသာဘောလုံးကစားမဘွားကနေနားယူရင်သတိရနိုင်မယ့်ရာကဂိုးသွင်းတာဖြစ်ကြောင်းခုလိုပြောဦးပါတယ်။ကစားမဘွားကနေနားယူပြီးသွားရင်ကျွန်တော်လွမ်းဆုံးဖြစ်နေပါကဂိုးသွင်းရတဲ့အရာသာပါ။ဂိုးသွင်းမှုရင်ရရှိလာတဲ့ခံစားချက်ကိုလွမ်းနေပြီးတော့မှဖြစ်ပါတယ်။ဒီဘက်မှာဒါကိုကျွန်တော်ထိန်းလဲထိန်းချုပ်နိုင်မှာပါကျွန်တော်ဘေးနားမှာအပေါင်းအသင်းကောင်းနေမိသားစုတွေရှိတယ်လို့စီးပွားရေးဘက်ကိုလည်းကောင်းကောင်းအခြေချထားနိုင်ပါတယ်ကောင်းမွန်တဲ့ပစ္စည်းတွေလည်းရှိနေပါတယ်ကျွန်တော် ဒါပေမဲ့ကိုသွင်းရတဲ့အရာသာကိုလွမ်းနေအောင်ပါပါဒီကစားချက်ကိုကျွန်တော်ထည့်ရမှာမဟုတ်တော့ပါဘူးဒီလိုထက်မရနိုင်ဘူးဆိုတာသိလို့ကျွန်တော်လည်းဘောလုံးကိုတက်နိုင်တဲ့မြတ်ကြာကြာကစားနေတာဖြစ်ပါတယ်ကျွန်တော်ဘောလုံးဆက်ကစားနိုင်ဖို့စွမ်းကုန်ကြိုးစားနေပါတယ်အသက်40 41လောက်အထိကစားနိုင်အောင်လေ့ကျင့်နေပါတယ်ဘောလုံးအကစားအတွက်ကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုယင်းနှီးမြုပ်နှံထားတာ25နှစ်ရှိပါပြီကျွန်တော်ထက်လို့နိုင်တော့မဖြစ်ပါဘူးဆရာကလည်းကျွန်တော်ကိုခွင့်ပြုမှာမဟုတ်ပါဘူးဒါကြောင့်မဲကစားနိုင်တဲ့မြတ်အချိန်လေးအတွင်းကြိုးစားကစားနေတာပါ ဘောလုံးစားတာကိုကျွန်တော်နှစ်သက်ပါတယ်ကျွန်တော်နောက်နှစ်နှစ်သုံးနှစ်လောက်အကောင်းအောင်လုပ်နိုင်အောင်မယ်ထင်ပါတယ်နောက်ပိုင်းနှစ်တွေကတော့မသိပါဘူးကျွန်တော်အနားယူမယ်အကြောင်းကိုလည်းတွေးတော်မတွေးသေးပါဘူးလက်ရှိမှာတော့ပြစ်ဆုပ်ဝန်ကိုပဲအာယုံဆိုင်ထားပါတယ်စီဝါရေးဘက်ကိုလည်းကောင်းကောင်းလုပ်နေပါတယ်ကစားမဘက်ကနေအနားယူပြီးချိန်မှာဂိုးတွေသွင်းရတဲ့အရာသာကိုလွှမ်းနေမှာပါကျွန်တော်အတွက်တခုခုပြောင်းဆုံးလင်းတယ်လို့ဖြစ်နေမှာပါဆိုပြီးတော့ပြောဆိုသွားခဲ့လိုက်တာပါဘယ်ဘောလုံးသမားတွေထဲမှာဆိုအတွင်းကိုတွေကိုပုံမမော်ရင်ရန်ဒိုလီနဲ့သူပြောသလိုဂိုးသွင်းရတဲ့အရာတာကိုလွမ်းနေမှာတော့အသေးချပဲဖြစ်ပါရင် ဟုတ်ကဲ့ပါဗျာဗီလင်းကားဒီလောက်ပါပြီနောက်နေ့မှလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းချောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ